မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့လာရှိုနာကစခန်းတွေကိုစုခိုင်းရာကနေစစ်ကောင်စီနဲ့ MNDAA ဆက်ဆံရေးတင်းမာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်လာရှိုမြို့နာမှာတက်ဆွဲထားတဲ့ MNDAA တက်တွေစုပေးဖို့စစ်အုပ်စုရဲ့အမှန်ကစစ်စင်ရေးအထူးအဖွဲ့မှုကိုတိုင်းလာရှိုမြို့အထိလာရောက်တောင်းဆိုပေးမယ်ရင်းပယ်ခံရပြီးဆွေးနွေးမှုပြတ်သွားတယ်လို့ MNDAA ကလည်းအင်အားတိုးချထားတယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ် လာရှိုးမျိုးကနေမန္တလေးဘက်ကိုတည်တဲ့ပြည်တော်စုလမ်းမပေါ်မှာရှိတဲ့နောင်မုံနဲ့တန်ရန်မိုင်းရည်မျိုးဘက်ကိုသွားတဲ့နတ်ပေါင်ခိုရရွာတွေမှာ MNDAA ကတက်ဆွဲထားတာကိုနိုဝင်ဘာလ17ရက်နေ့ကလာရှိုးမျိုးစစ်နက်ကဟိုတယ်ဆွေးနွေးပွဲမှာစစ်ကောင်စီကစုခွာခိုင်းတာလို့စုံစမ်းသိရှိရပါတယ်နောင်မောနတ်ပောင်ဟိုရရွာတွေဟာတဆက်တည်းရှိနေတာဖြစ်ပြီး MNDAA က2029စစ်စင်ရေးနဲ့အတူတည်ယူခဲ့တဲ့နေပြည်တော်မှာပါဝင်ပါတယ်။အခုအချိန်ထိလည်းတက်ဆွဲထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဧပြီလမှာတရုတ်အစိုးရရဲ့ဂျာဝင်ဆွတ်ဖတ်မှုကြောင့် MNDAA ကလာရှုံမြို့ကိုကြီးတချက်မဖောက်ပဲပြန်လွှတ်ပေးခဲ့ရပါတယ်။အခုထပ်ပြီးနောက်မော်နန်ပောင်ဟိုရရွာတွေကနေတဆင်ချင်းဆုတ်ပေးဖို့စေအုပ်စုကထပ်မံတောင်းဆိုနေတာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးကိုတိုင်လာရှုံမှာလာညှိတာမရလို့ပြန်သွားပါပြီ။နောက်ဆက်တွဲကဘာတွေဆက်ဖြစ်မလဲတော့မသိ။ကိုကန် MNDAA တွေကတော့အင်အားပုံများလာတယ်လို့နောက်မှမှနေထိုင်သူတအုပ်ကပြောပါတယ် ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဟာအမတ်ငါစစ်စင်ရေးအထူးအဖွဲ့မှကာဆာထငါဖြစ်ပါတယ်။သူဟာလာရှိုးမျိုးကိုတရုတ်အစိုးရအကူအညီနဲ့ပြန်လည်ထိန်းချုပ်ဆင်မှလဲမြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးတန်တမန်တိတ်ရွှီကျွင်းနဲ့ဆွေးနွေးမှုကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ MNDAA နဲ့အပြည့်ရဆွေးနွေးပွဲတွေကိုလည်းစစ်ကောင်စီဘက်ကနေဦးဆောင်ခဲ့သူဖြစ်ပါတယ်။မကြသေးမီကတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရအထူးကိုယ်စားလှယ်ရဲ့မြန်မာနိုင်ငံခီးစင်မှလဲတရုတ်ကိုယ်စားလှယ်အဖွဲ့ကိုစစ်ကောင်ဆောင်တဲ့အထူးတွေ့ဆုံခဲ့ပါတယ်။ သူနဲ့ဆိုအဆင်ပြေမလားဆိုပြီးထောက်လျှောက်တာဝန်ပေးထားတာပိုကန့်ကပြန်ဆုတ်ပေးဖို့မရှိဘူးပြောလိုက်တော့နေပြီးတော့ပြန်တက်သွားတယ်လို့လာရှိုးမျိုးကသတင်းရင်းမြစ်ကပြောပါတယ်စေအုပ်စုဟာတအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL ထိန်းချုပ်ထားတဲ့ကြောင်မင်းနဲ့တီပေါ်မျိုးကိုပြီးခဲ့တဲ့အောက်တိုဘာလမှာပြန်သိမ်းယူပြီးနောက်ပိုင်းမန္တလေးမူဆယ်ပြည်တော်စုလန်လာရှိုးနဲ့တီပေါ်လန်ပိုင်းပဝင်းချင်းက MNTAA စခန်းတွေကိုစုခွာဖို့ဖိအားပို့ပေးနေတာဖြစ်ပါတယ် MNDAA ကလာရှိုးမြို့နာက၎င်းတို့တက်ဆွဲထားတဲ့နေရာတွေအကြောင်းနဲ့စစ်ကောင်စီနဲ့ဆွေးနွေးမှုတွေအကြောင်းသတင်းမထုတ်ပြန်သေးပါဘူး။ဒါပေမဲ့စစ်ကောင်စီနဲ့လက်ရှိရရှိထားတဲ့စစ်ရေးရဲစဲရေးသဘောတူညီချက်ဟာအဆင့်ဆိုင်ရာရလဒ်တစ်ခုသာဖြစ်ပြီးစစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အမြဲတမ်းရှိနေဖို့နဲ့ယူဟာကြကြနားလည်နေဖို့အော်တိုဘာ25ရက်နေ့ကထုတ်ပြန်ခဲ့မှုပါတယ်။ MNDAA ရဲ့အပတ်စဉ်တကေရာမြာအလေးကျသင်တန်းစင်ဖွဲ့မှ MNDAA စစ်ဦးစီးမှုချုပ်ကသင်တန်းစင်ကိုကန်တပ်ဖွဲ့ဝင်တွေကိုတိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ MNDAA ဟာ2023အောက်တိုဘာလ28ရက်မှတွင်ညီနောင်မဟာမိတ်ဖြစ်တဲ့ AA နဲ့ TNLA တို့နဲ့အတူရှမ်းပြည်နယ်မြောက်ပိုင်းမှာ2029စစ်စင်ရေးစတင်ခဲ့ပြီးလာရှိုးလောက်ကိုင်းချင်းရွှေဟော် မုံကုံဖောင်းဆိုင်ကုံချံတန်လုံးကွန်းလုံးတိန်နီတာမုံငယ်တန်ဆိုင်မြို့တွေကိုတင်ပိုက်ခဲ့ပါတယ်။တင်ယူထားတဲ့မြို့တွေမှာအုတ်ချုပ်ရေးရန်ရာဖော့ဆောင်နေစဉ်တရုတ်အစိုးရရဲ့ PR ကြောင့် စစ်ကောင်စီနဲ့အပြစ်ရထားသလိုလာချိုမျိုးကိုလည်း2025ခုနှစ်ဧပြီလမှာစစ်ကောင်စီထံပြန်လွှဲပေးခဲ့ရတာပါ။တိန်နီမျိုးကိုပြန်ပေးဖို့စစ်ကောင်စီကဖိအားပေးနေတယ်လို့သတင်းတွေထွက်ပေါ်နေပါတယ်။ဆက်လက်ပြီးကော့ကရိတ်တွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီးအကြမ်းဖက်စစ်အုပ်စုမှထိခိုက်ဒေဆုံးမှုများပြား။အထိနာနေသောအကြမ်းဖက်စစ်တပ်ကလေရင်ဖြင့်ပြည်သူ့ကျေးရွာများပေါ်သို့ပေါင်900ပုံများကျဲချတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှဖြစ်ပါတယ်။ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မြောက်ပိုင်းတွင်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြသောကြောင့်လေရင်ဖြင့်ပေါင်900ပုံများကျဲချနေကြောင်းခရင်စစ်ရေးသတင်းရင်းမြစ်ကသတင်းဌာနကပြောပါရယ်။ယနေ့နိုဝင်ဘာလ23ရက်နေ့နနက်ပိုင်းခေါခရိတ်မြို့နယ်မြောက်ပိုင်းမြောက်ဝတီခေါခရိတ်ဒေါနတောင်ပေါ်လမ်းဟောင်းရှိနောင်ကိုင်းချေရွာထီဖိုးဆိုင်ချေရွာမိဖလည်းချေရွာတို့တွင်အကြမ်းဖက်စစ်တပ်စစ်ကောင်စီတပ်နှင့် KNL ပူးပေါင်းတပ်ဖွဲ့တို့အကြားတိုက်ပွဲပြင်းထန်နေပြီးအကြံဖတ်စစ်တပ်မှထိခိုက်သေးဆုံးမှုများပြားနေကြောင်းထို့ကြောင့်လေကြောင်းပစ်ကူခေါ်ခဲ့ရာစစ်လေရင်ဖြင့်ပေါင်900ပုံများကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အခုလေကြောင်းကားတွေပေါင်900ပုံလေးလုံးနှစ်ကြိမ်လာကျဲသွားတယ်။မိဖာလေကြီးပါကိုကြားရောက်ပောက်ကွဲတယ်လို့သိရပါတယ်။စခါတွေအထိနာနေလို့လာကျဲသွားတာကော့ကရစ်မြောက်ပိုင်းနောင်ကိုင်းထီဖိုးဆန်နေရာတွေမှာစခါတွေလူရချီတည်နေတာ။တနေ့ကလည်းပုံအလုံး60ကျော်ဝိုင်းတွဲလေရင်နဲ့ကျဲချခဲ့တယ်။ ဒီနေ့လဲထပ်ပြီးအထင်ကနေလို့ Jet Fighter စစ်ကူခေါ်တော့အောက်ဖို့တဲ့မြောက်ဝတီလန်ဟောင်းကိုအသေးတန်သိမ့်ဖို့စစ်တပ်ကလုပ်နေတာမရလို့ဒေချောင်းကနေမဲနေတာဟုကရင်စည်ရေးတရင်ရင်းမြက်ကသတင်းထတာကိုပြောကြားပါတယ်။အော်တိုဘာလအစောပိုင်းမှာစပြီးမြောက်ဝတီကော့ဂရိတ်ဒေါနာတောင်ပေါ်လန်ဟောင်းနဲ့ကော့ဂရိတ်မြောက်ပိုင်းရှိခြေရွာများကိုထိန်းချုပ်နိုင်ရေးအတွက်အကြံဖတ်စစ်ကောင်စီတပ်နဲ့ DKBA ဗိုလ်ပြီးအဖွဲ့တို့ပူးပေါင်းကစစ်ကြောင်၃ကြောင်ဖြင့်ထိုးစစ်ဆင်လာတဲ့ဖြင့် KNL ပူးပေါင်းတပ်ဖွဲ့မှတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုများပြနေကြောင်း ထို့ကြောင့်စစ်တပ်ကကြုံတိုးမြို့ပတ်မှစစ်ကူများပို့ဆောင်ကဆက်လက်ထိုးစစ်ဆင်နေတဲ့ဖြင့်တိုက်ပွဲများဆက်လက်ပြင်းထန်နေခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးအေယာဝတီရခိုင်အစက်တိုက်ပွဲတွေမှာစစ်တပ်အရာရှိတွေပါတေဆုံးနေလေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အေယာဝတီတိုင်းတာပေါင်းမြို့နယ်နဲ့လင်းမြနာမြို့နယ်အတွင်းတိုက်ပွဲတွေမှာစစ်တပ်ကဗိုလ်မှူးအဆင့်အရာရှိတွေအပါအဝင်တပ်ဖွဲ့ဝင်အများအပြားထိခိုက်တေဆုံးနေတယ်လို့စစ်တပ်နဲ့နှီးဆက်သူတွေစီကစုံစမ်းသိရှိရပါတယ်။အရကတ်တပ်တော် AA နဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်နေတဲ့အေယာဝတီတိုင်းကစစ်မျက်နှာတွေစီကို ီးခဲ့တဲ့ဩဂုတ်လကစတင်ပြီးစစ်တပ်ကရှမ်းပြည်နယ်နဲ့မွန်ပြည်နယ်ကစစ်တပ်တရင်တွေကိုပို့ဆောင်ထားတာဖြစ်ပါတယ်။အေယော်ရီတိုင်းတာပေါင်းမြို့နယ်တာပေါင်းကလေးချေးပါအနီးနဲ့လေးမြနာမြို့နယ်ဆက်ဆက်ယိုချင်းလေချေးပါအနီးပတ်ဝန်းကျင်မှာအော်တိုဘားလာစံခါစပြီးတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်မှထိခိုက်ဒေဆုံးမှုတွေရှိနေတာပါအရာရှိတွေပါထိတာကျွန်တော်တငယ်ချင်းဘုံမှုဆိုရင်တာပေါင်းကိုရောက်တာမကြသေးဘူး AAS စနိုက်ပါထိတယ်လို့ပသိမ်မြို့ကအနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခါနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်ကပြောပါတယ် တာပေါင်းနဲ့လေးမျက်နှာစစ်မြေပြင်မှာတမ66လက်အောက်ခံတည်ရင်းတွေဖြစ်တဲ့ခမရ၄ခမရ၅ခမရ၆ခမရ30ခလရ35ခလရ80နဲ့အနောက်တောင်ပိုင်းစစ်ဌာနချုပ်ပတိန်လက်အောက်ခံတည်ရင်းတွေဖြစ်တဲ့ခလရ63ခလရ281တို့ရှိနေတယ်လို့အေအေကနိုဝင်ဘာလ17ရက်နေ့ညမှာသတင်းထုတ်ပြန်ထားပါတယ်။အော်တိုဘာလ3ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့အတွင်းတိုက်ပွဲတွေမှာရှီတန်းကနေထွက်ပြေးလာလို့ဖမ်းမိထားသူ20ကျော်လက်နက်ချအလင်းဝင်ရောက်သူ20ကျော်ရှိတယ်လို့ အေအေကထုတ်ပြန်ထားပါတယ်။တာပေါင်းနဲ့လေးမျက်နှာမှာကတိုက်ပွဲတွေဇက်တိုက်ကိုပြင်းထန်နေတာ။ထိခိုက်သေးဆုံးတာတွေများတယ်။သတင်းကတော့အတိအကျထုတ်ပြန်မထားကြဘူးလို့အေအေနဲ့မဟာမိတ် တပ်ဖွဲ့တစ်ခုကသတင်းရင်းမြစ်တအူကပြောပါတယ်။လက်ရှိတိုက်ပွဲတွေကြောင့်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုစရင်ကိုတော့သိချမသိရသေးပါဘူး။စစ်ကောင်စီတပ်ကအေယာဝတီတိုင်းကစစ်မြေနာတွေစီကိုရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့အခြေစိုက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်စကခ16လအောက်ခံတရင်တွေနဲ့မွန်ပြည်နယ်ကတရင်တချို့ကိုပို့ဆောင်ထားတာဖြစ်ပါတယ် တာပေါင်းနဲ့လေးမျက်နှာမျိုးနဲ့ဟာရခိုင်ပြည်နယ်ကွားမြို့နယ်နဲ့ဆက်ဆက်နေပါတယ်။2024ခုနှစ်နှောင်းပိုင်းကမြို့သိမ်းတိုက်ပွဲတွေမှာလည်းစစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးမှုတွေများခဲ့ပါတယ်။ဒေဆုံးတဲ့သူတွေထဲမှာတပ်မ22တပ်မမှုဗိုလ်မှူးကြီးအောင်လင်းမျိုးနဲ့တပ်မ17တပ်မမှုဗိုလ်မှူးကြီးတန်းစိုးဝင်းတို့ပါဝင်ခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ခဲ့ပူပါတယ်။တာပေါင်းမျိုးနယ်ထဲမှာပြီးခဲ့တဲ့ဇန်နဝါရီလကတိုက်ပွဲထဲမှာလည်းတာပေါင်းမျိုးမှရဲစခန်းမှဒူရဲမှုဝင်းနိုင် AA ရဲ့စနိုက်ပါကြီးထိမှန်ပြီးတိုက်ဆုံခဲ့ပူပါတယ်။ ဒါပြင်လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေဟာအေယာဝတီတိုင်းတက်ကဟင်းသရအင်ကပူရေကြီးမြို့နယ်တွေနဲ့လည်းဆက်ဆက်နေပါတယ်။လင်းမြနာမြို့နယ်ဟာဟင်းသရခရိုင်ကွင်းကောက်မြို့မှာရှိတဲ့စစ်တပ်တပ်နှစ်လေးချင်းရေးကြောင်တတကငားနဲ့လည်းမိုင်းအင်းငယ်သာကွာဝေးပါတယ်။ရခုရပိုင်းမှာစစ်တပ်ကတတကငါးကိုအင်အားအများပြားဖြည့်တင်းနေသလိုအဲဒီကနေလက်နက်ကြီးတွေပြစ်ခတ်မှုပုံမှန်များပြလာတယ်လို့စုံစမ်းသိရှိရပါတယ်။ ဆက်ဆက်ရွကျေးရွာအပါအဝင်လေးမျက်နှာမျိုးနယ်တွေကစစ်ကောင်စီတပ်စခန်းတချို့ကို AA နဲ့ပူးပေါင်းတပ်တွေကတိမ်းယူထားတာဖြစ်ပြီးစစ်တပ်ကတံပြန်စီရေးလှုပ်ရှားလာလို့တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။